အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တင်ဆက်ပေးသွားမယ့်စကားလေးကတော့2023လောကအထက်ရှိခဲ့တဲ့ အမားလိုအမည်ပေးထားတဲ့စကားလေးပဲဖြစ်ပါတယ်ဒီစကားလေးကတော့အရှင်ကသူ့ခွေးလေးကိုမထချင်ခဲ့ပဲထားခဲ့ရတဲ့အခန်းလေးကကဘာတော်အမားလူတွေရဲ့အတင်းလုံးကိုဖန်ဆာနိုင်ခဲ့တဲ့စကားလေးပဲဖြစ်ပါတယ်စကားလေးရဲ့အစမှာတော့1989ခုနှစ်တုန်းကဤကွာဆိုတဲ့လူတယောက်ကသူ့ရဲ့ခွေးမလေးပါမားကိုလောင်အိမ်နဲ့ထဲကလေစိတ်ထဲကိုဝင်သွားခဲ့ပြီးပါမားကတော့လောင်အိမ်ထဲကနေပြီးရှောက်ကြည့်နေခဲ့ပါတယ်အဒီလိုနဲ့ဤကွာလင်းပေါ်တက်မဲ့အချိန်မှာတော့လက်မစစ်တဲ့လီမဲကအခွေးရဲ့ကြမ်းမရေးထောက်ခံချက်စာရွက်ကိုပေးဖို့ဤ ကွာကိုပြောလိုက်ပြီးကမကောင်းစာနဲ့ပဲဤကွာကစာရွက်ပျောက်နေခဲ့ပါတယ်။သူ့မှာစာရွက်ပျောက်နေကြောင်းလေရင်မဲကိုပြောလိုက်တဲ့အချိန်မှာတော့လေရင်မဲကလေစိတ်ထဲမှာရှိတဲ့တရိတ်ဆန်ကိုဆရာဝန်စီမှာကျမရေးထောက်ခံချက်အမြန်သွားလို့ဖို့ပြောလိုက်ပါတယ်။အဲဒီလိုနဲ့ဤကွာလဲပါမကိုတရိတ်ဆန်ကိုဆရာဝန်စီခေါ်သွားခဲ့ပြီးပါမကိုကျမရေးစစ်ဆေးပေးခဲ့ပါတယ်။ဆရာဝန်က အာမမာယောဂါပိုးဝင်နေတာကြောင့်ဂျာမရေထောက်ခံချက်မှာလက်မမထိုးပေးနိုင်တဲ့အကြောင်းဤကွာကိုပြောလိုက်ပြီးဤကွာကတော့ထောက်ခံချက်ရေးပေးဖို့အတွက်ဆရာဝန်ကိုလက်ထိုးလိုက်ပါတယ် ဒါပေမဲ့လည်းဆရာဝန်ကလက်မခံတာကြောင့်ဤကွာလဲသူစီးရမယ့်လေရင်ကိုပြန်သွားခဲ့ပြီးလေရင်စီရောက်တော့လေရင်မဲနီနာကိုဖြစ်ကြောင်းကုံစင်ပြောပြလိုက်ပါတယ်။ဤကွာကသူ့ခွေးမလေးကိုအရန်ချစ်ပြီးသူ့မှာတခြားမိသားစုဝင်မရှိတာကြောင့်ပါမားကိုထားခဲ့လို့မရအကြောင်းပြောလိုက်ပြီးနီနာလည်းတနာသွားခဲ့ပါတယ်။ဤကွာကပြောနေရင်းမျက်ရည်တွေပါဝဲလာတဲ့ကြောင့် နီနာကပါမကိုခေါ်တော့ခွင့်ပြုလိုက်ပြီးအဲ့ဒီအချိန်မှာတော့လေစိတ်မန်နေဂျာကရောက်လာခဲ့ကကျမရေးထောက်ခံချက်မပါရင် ခွေကိုခေါ်တော့လို့မရဘူးပြောလိုက်တဲ့ကြောင့်ဤကွာလည်းစိတ်ပြတ်သွားခဲ့ပါတယ်။ဤကွာကလည်းသူအယံကိုလိုချင်တဲ့အလုပ်ကမ်းလန်းခံရတဲ့ကြောင့်ခရီးထွက်ရမှဖြစ်တဲ့အတွက်ခွေမလေးပါမကိုနှကျင်စွာနဲ့ထားခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဤကွာကလည်းနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ပါမကိုကင်ကတောင်းပန်ခဲ့ပြီးပါမလည်းသူ့တခင်ကိုကြည့်ပြီးနောက်ဆုံးတော့ပါမရဲ့အကြိုက်ဆုံးဘောလုံးလေးကအဝေးကိုပြစ်လိုက်ပါတယ်။ ခွေမလေးပါမကဘောလုံးသွားကောက်နေတဲ့အချိန်မှာတော့ဤကွာလဲလေးရင်ပေါ်ကိုအ мян တက်သွားခဲ့ပြီးပါမကတော့ဘောလုံးလေးကိုကိုက်ချီတာသူ့တခင်ရဲ့ရက်ဆက်လွန်းတဲ့လှုပ်ရက်ကိုလမ်းကြည့်နေခဲ့ပါတယ်ဤကွာလဲလေးရင်ပေါ်တက်လိုက်ပြီးပါမကလည်းသူ့တခင်ကိုကြည့်ပြီးဝမ်းနည်းစွာဘောလုံးကိုလွတ်ချလိုက်ကသူ့တခင်တက်သွားတဲ့လေရင်စီးပြေးသွားခဲ့ပါတယ်။ ဒေယံဘောကခရီးတဲတွေကလည်းအဒီမြင်ကွင်းကိုမြင်တော့ကြည်နေခဲ့ကြပြီးဤကွာကတော့ယဉ်နန္နာနဲ့မတိချင်းရောင်ဆောင်နေခဲ့ရပါတယ်။လေရင်ထွက်သွားတဲ့အချိန်မှာတော့ပါမကနောက်ကနေပြေးလိုက်နေခဲ့ကလေရင်ကလေပေါ်တက်သွားတဲ့အချိန်မှပြေးရရက်ပြီးငေးကြည့်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းအခြားလေရင်တစီပေါ်မှာဂီရာလိုအမြင်ပေးထားတဲ့ကလေးကလေရင်ပြင်းပေါက်ကနေလွန်ဆူမှုအပြင်းနဲ့တင်တိုက်တွေကိုကြည်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာအိုင်ဘန်ဆိုတဲ့လူကြီးတယောက်ကသူဟာလီယင်စင်းတက်တဲ့အခါမှာကြောက်တဲ့ကြောင့်အခြားလူတွေကိုပြောပြနေခဲ့ပါတယ်။ဂီရာရဲ့အဖေလီယင်မှုဘာစာဟန်သူ့သားလေးကိုစိတ်ပူနေခဲ့ပြီးလီယင်မဲကိုသူ့သားအိတ်ပြောသွားပြီလားလို့မေးကလီယင်မဲကအကောင်းခါပြခဲ့ပါတယ်။မကြာခင်မှာပဲလီယင်ကွင်းထဲမှာခွေးတကောင်ပြေးနေတာကြောင့်လေစိတ်ရဲ့လုံခြုံရေးတွေကရောက်လာခဲ့ပြီးပါမားကိုလိုက်ဖမ်းနေခဲ့ကြပါတယ်။ပါမားလည်းသူ့ကိုလိုက်ဖမ်းနေတဲ့လူတွေလက်ကနေထွက်ပြေးနေခဲ့ပြီးသူတို့ဆိုတဲ့လူတယောက်နေတဲ့အိမ်အောက်မှာပြေးပုံးနေ ခဲ့ပါတယ်။ပါမန်ကိုလိုက်ဖမ်းနေတဲ့လူတွေလည်းသူတို့စီကိုရောက်လာခဲ့ပြီးခွေးတကောင်တွေ့သေးလားလို့မေးလိုက်ပြီးသူတို့ကတော့မတွေ့ဘူးလို့ပြန်ဖြေလိုက်တာကြောင့်အဲ့ဒီလူတွေလည်းပြန်သွားခဲ့ပါတယ်။မကြာခင်မှာတော့သူတို့ကပါမန်ကိုအစာတော့ကျွေးလိုက်ပြီးပါမန်ကလည်းလေရင်တန်ကိုကြားလိုက်တာကြောင့်သူတို့ကျွေးတဲ့အစာကိုမစားဘဲအတန်ကြာရဘဲကိုချက်ချင်းပဲပြေးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာလေရင်ပြေးလန်းပေါ်ခွေးတကောင်ပြေးနေတာကြောင့်လေရင်မှုတွေလည်းလေရင်ကိုထိမ့်ရအခက်ခဲခဲ့ပါတယ်။ ေရင်နာကိုရောက်တဲ့အချိန်မှာတော့ပါမကဒေရင်ဘော်ကဆင်းလာတဲ့လူတိုင်းကိုလိုက်ကြည့်နေပြီးသူ့တခင်ပါလာမလားဆိုတဲ့မျော်လင့်ချက်နဲ့အကြည့်နေခဲ့ပါတယ်။ဒေရင်ထဲမှာပါလာတဲ့ရထူးကြီးတဲ့အိုက်ဘန်ဆိုတဲ့ခီးတဲကတော့ ဘာမှကြောင့်သူတို့လေရင်ထိမရတလို့ဖြစ်သွားခဲ့တာကိုမန်နေဂျာကိုပြောပြကားတော့တထွက်နေခဲ့ပါလေမန်နေဂျာလည်းခွေးကိုဖမ်းဖို့အတွက်လုံချုံရီးတွေကိုပြောလိုက်ပြီးလုံချုံရီးတွေကလည်းပါမားကိုလိုက်ဖမ်းတာကြောင်းကားထဲမှာပိတ်ထားနိုင်ခဲ့ပါတယ်။မကြခင်မှာတော့လေရင်ပေါ်ကနေဟီရာဆိုတဲ့ကောင်လေးတယောက်ဆင်းလာခဲ့ပြီးလုံချုံရီးတွေကခွေးကိုတက်မယ်လို့ပြောနေတာကိုကြားသွားခဲ့ပါတယ်။အဲဒီလိုနဲ့ကီရာလည်းအပြစ်မဲ့တဲ့ခွေးလေးကိုမသိစေချင်တာကြောင့်ကြောင်းကားပေါ်ကိုပြတင်းပေါက်ကနေခိုးတက်လိုက်ကပါမားကိုလွတ်ပေးလိုက်ပါတယ်။ လုံချုံရည်တဲ့ကီရာကိုဒေါသထွက်သွားခဲ့ကဆက်ကရန်ကားလုံနေတာကြောင့်လေရင်ပိုင်းလော့ဘာသာကရောက်လာခဲ့ပြီးအကောင်လေးကသူ့ရဲ့သားလို့ပြောလိုက်ပါတယ် လေစိတ်မနေကြကတော့အိုင်ဘန်ခွေးကိုဖန်ခိုင်းပြီးသူသားကတော့ခွေးကိုလူပေးလိုက်တဲ့အကြောင်းဘာသာကို စိတ်တူတူနဲ့អော်ပြောနေခဲ့ပါတယ်။ဘာသာကတော့ကီရာရဲ့အမေကဆုံးသွားတာမကြသေးတာကြောင့်သူသားကိုအပြစ်ပေးဖို့တဲ့မလုပ်ချင်ကြောင်းပြောလိုက်တာကြောင့်မနေကြကလည်းတနာသွားခဲ့ပါတယ်။မနေကြလည်းဘာသာကိုသူ့ရဲ့သားနဲ့အချိန်ပေးကူဆိုင်ဖို့လိုတယ်ဆိုပြီးဘာသာကို ခွင်တလအပေးကဘာသာလဲဝန်တာသွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ပါမကဘလုံးအနီလေးကိုကြိုက်ချီလာခဲ့ပြီးတူနိုစီကို ပြန်လာခဲ့တာကြောင့်တူနိုလည်းပါမအတွက်အင်းအောက်မှာဖျားလေးခင်းပေးလိုက်ပြီးပါမကိုအနားယူခိုင်းလိုက်ပါတယ်။ဘာသာကတော့အနားယူဖို့အတွက်သူသားနဲ့သူဟိုတယ်တစ်ခုစီကိုသွားလိုက်ပြီးဂီရာကတော့သူ့အဖေမျက်နှာပြက်နေတာကိုတွေ့လဲရပါတယ်။နောက်တော့ဂီရာလည်းသူ့မွေးရမျိုးကိုပြန်ဖို့ထွက်ဆုံးဖြတ်လိုက်ပြီးတယောက်တည်းခိုးထွက်လိုက်ကလေစိတ်ရောက်တော့လက်မှတ်ဝယ်နေခဲ့ပါတယ်။ လက်မဲ့ရောင်းတဲ့သူတွေကတော့လူကြီးမပါပဲလေရင်လက်မဲ့ဝယ်မရအကြောင်းပြောပြီးကီရာကိုလက်မဲ့မရောင်းပေးပဲလုံချုံရည်တွေကိုအကြောင်းကြားလိုက်ပါတယ်ကီရာလည်းတတိထားမိသွားပြီးဒေစိတ်ထဲကအမိသားစုတစ်ခုနဲ့ဝင်ရောက်က တရင်ပေါ်တက်ဖို့လုပ်နေခဲ့ပါတယ်။ဒါပေမဲ့လည်းလက်မရှိတဲ့ကောင်းမလေးကသားလိုက်တာကြောင့်ဂီရာလည်းထွက်ပြေးကလေရင်ရဲ့အောက်ခါမှာပုန်းနေခဲ့ပြီးအဲ့ဒီအချိန်မှာတော့ပါမားကရောက်လာခဲ့ကဂီရာကိုဟောင်းနေခဲ့ပါတယ်။လုံချုံကြီးတွေကလည်းခွင်းဟောင်းတံကိုကြားလိုက်တာကြောင့်ကြီးလိုက်တဲ့အချိန်မှာတော့ဂီရာကိုတွေးလိုက်တာကြောင့်လိုက်ဖမ်းနေခဲ့ပြီးဂီရာကတော့ပါမားနဲ့အတူပြေးသွားခဲ့ပါတယ်။ နောက်တဲ့မနေ့မှာတော့ဘာသာက သူ့တာပြောက်သွားတဲ့အတွက်အရေးကိုတိုင်နေခဲ့ပြီးအဲ့ဒီအချိန်မှာပဲဖုန်းတလုံးဝင်လာခဲ့တာကြောင့်သူ့တာမိကင်းတဲ့အကြောင်းကိုတီလိုက်ရပါတယ်။ဘာသာလည်းသူ့တာရှိတဲ့နေရာကိုတွားလိုက်ပြီးကီရာကတော့ပါမန်းနဲ့အတူအိတ်နေခဲ့ပါတယ်။ဘာသာကတော့ကီရာကိုသူ့နဲ့အတူအိမ်ပြန်လိုက်ဖို့အတင်းခေါ်နေခဲ့ပြီးအဲ့ဒါကိုမြင်တဲ့ပါမန်းကတော့ဘာသာကိုဟောင်းနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘာသာလည်းကီရာကိုခေါ်လို့မရတာကြောင့်တိုနိုစီမှာပဲထားခဲ့ဖို့ဆုံးဖြတ်လိုက်ပြီးတယောက်တည်းပြန်သွားခဲ့ပါတယ်။နောက်တော့တိုနိုက ပါမန်းနဲ့ကီရာအတွက်အစာအသောက်ပြင်ဆင်ပေးနေပြီးလေရင်အောက်မှနေတာက အန်ဒီရဲ့များကြောင့်ကီရာကိုပျော်ပြနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာလေရင်ကွင်းမှာလက်မဲ့ဆေးတဲ့အနီနာက သူတို့ရဲ့သမီးဖြစ်ပြီးနီနာကအားတဲ့အချိန်မှာသူ့ရဲ့ပေစီလာက စကားပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့လီယင်ဒစီကဆင်းလာတာကြောင့်ပါမလည်းပြေးသွားခဲ့ပြီးခီးတဲတွေထဲမှာသူ့တခင်ပါလာမလားဆိုတော့ကို စစ်ဆေးနေခဲ့ပါတယ်။ဒီရာလည်းပါမရဲ့ဘေးမှာရက်ကသူ့အမေဟာသူ့စီကိုဘယ်တော့မှပြန်မလာနိုင်တော့ကြောင်းပါမကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့သူလည်းသူ့အမေပြန်လာမှာကိုအမျက်ဆောင်မျောနေတဲ့ကြောင်းပါမကိုပြောပြနေခဲ့ပါတယ်။ နောက်တည့်ရောက်တော့ဂီရာလဲလေရင်လက်မဲ့ရောင်းတဲ့မိမကြီးကိုအီကွာရဲ့နေရက်လေးစာကိုတောင်းနေခဲ့ပါတယ်။တစ်ဖက်မှာလဲပါမကလေရင်မပါလာတဲ့ခီးတဲ့တွေကိုစစ်ဆေးခဲ့ပြီးအဲ့ဒီထဲမှာသူ့တခင်နဲ့တူတဲ့လူပါလာတာကြောင့်လေရင်စီသွားပြီးအဲ့လူစီးသွားတဲ့ကားနောက်ကိုပြေးလိုက်နေခဲ့ပါတယ်။ ပါမလဲလေစိတ်ထဲထိလိုက်သွားခဲ့ပြီးသူလိုက်နေတဲ့သူကိုမြင်လိုက်တဲ့အချိန်မှာတော့ရပောင်းများစွာအောင်မြော်နေတဲ့သူတခင်မဟုတ်ဘူးဆိုတာကိုသိလိုက်ရပါတယ်။နောက်တော့လုံချုံရေးတွေလည်းရောက်လာခဲ့ပြီးပါမကိုပိုက်ခွန်နဲ့ဖမ်းဖို့လုပ်နေတော့မှကီရာကလာကယ်ပစ်လိုက်တာကြောင့်ပါမလဲပြေးသွားခဲ့ပါတယ်။ကီရာလည်းနောက်ကနေလိုက်သွားခဲ့ကပါမနဲ့သူပုန်းနေခဲ့ပြီးအဲ့ဒီအချိန်မှာတော့လက်မဲ့ရောင်းတဲ့မိမကြီးကရောက်လာကကီရာကိုဤကွာရဲ့နေရက်လိပ်စာပေးလိုက်ပါတယ်။တစ်ဖက်မှာတော့လေစိတ်မန်နေဂျာက ဟီရာနဲ့ပါမာတို့ကလေစိတ်မှတောင်းကျနေတဲ့အကြောင်းဘာသာကိုပြောနေခဲ့ပါတယ်။နောက်တစ်ခါမှာတော့ခွေဖန်းသမားတွေကတူနိုတို့စီကိုရောက်လာခဲ့ပြီးပါမာကိုဖမ်းဖို့ကြိုးစားတဲ့အကြောင်းတူနိုတို့ကတားနေခဲ့ပေမဲ့လည်းခွေဖန်းသမားတွေကတော့ပါမာကိုဖမ်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့နီနာကကီရာရေးထားတဲ့စာကိုဘာသာကိုပေးလိုက်ပြီးဘာသာဖွင့်ဖတ်တဲ့အချိန်မှာတော့ကီရာကပါမာဟာဤကွာအပေါ်တစ္ဆာရှိသလောက်ဤကွာကပါမာအပေါ်တစ္ဆာမရှိလို့သူရဲ့တစ္ဆာတရားကို ရုပ်သိမ်းဖို့ရေးသားထားလိုက်ပါတယ်။ ဤရာလေသူ့အမေကိုတိစေခြင်းနဲ့အတွင်းနဲ့လောကမှာလူတယောက်ရဲ့အနာကျင်းရောက်ဆုံးအချိန်က ကိုချစ်တဲ့သူတယောက်ကကိုကိုထားသွားတဲ့အချိန်ဖြစ်ကြောင်းရေးသားထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘာသာကသူ့သားရဲ့ခန်းစားချက်ကိုနားလည်သွားပြီးသူ့ရဲ့သားကိုကိုညီဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တော့ဂီရာကအမိုးရီထဲမှာလန့်လျှောက်သွားပြီးပါမကိုပြန်ကယ်ဖို့သွားနေခဲ့ပါတယ်။ဂီရာကတော့ပါမကိုဖမ်းသွားတဲ့အတွက်စိတ်တူနေခဲ့ပြီးဘာသာကတော့ခွေးကေဟာကိုတွားကပါမကိုတွားခေါ်မယ်လို့ပြောလိုက်ပါတယ်။ဂီရာတို့ခွေးကေဟာကိုရောက်တဲ့အချိန်မှာတော့ညီနာကလည်းရှိနေခဲ့ပြီးပါမဟာခွေးကေဟာကနေထွက်ပြေးတာကြောင့်ကေဟာကိုစိတ်တူ 你讲话嘞。 အဲ့ဒါနဲ့ဂီရာကပါမကိုဘယ်မှာရှာရမလဲသိတယ်လို့ပြောလိုက်ပြီးဒေစိတ်ကို ပြန်သွားခဲ့ပါတယ်။ဒေစိတ်ရောက်တဲ့အချိန်မှာတော့ပါမကလေရင်တစည်းမှာခရီးသည်တွေကိုကြည့်နေခဲ့ပြီးဘာသာကလည်းတနာသွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့ဘာသာကတည်င်းထောက်တွေကိုခေါ်လိုက်ပြီးပါမအကြောင်းတည်င်းစာထဲမှာထည့်ရေးခိုင်းလိုက်ပါတယ်။တင်းစာထဲမှာပါမအကြောင်းတွေကိုတွေ့လဲရတဲ့လေစိတ်မန်နေဂျာကတော့ဒေါသထွက်သွားပြီးဘာသာရဲ့အလုပ်ပိုင်ခွင့်တွေကိုရုတ်သိမ်းတယ်လို့ပြောနေခဲ့ပါတယ်။ပါမလည်းသူ့ရဲ့တခင်ကိုနှစ်ပေါင်းများစွာတစ်ဆာရှိရှိနဲ့ ်မလာတော့တဲ့သူရဲ့တခင်ကိုစောက်မြော်နေရင်အရင်တွေဆုံရှုံကနေမကောင်းဖြစ်သွားပြီးလေရင်ကွင်းဘေးမှာအိတ်နေခဲ့ပါတယ်ဒီရာလည်းရောက်လာပြီးပါမရဲ့အခြေအနေကိုစိတ်ကူသွားခဲ့ပါတယ်ပါမလည်းအစအစာကိုမစားတော့ပဲဇယဝင်းစစ်ဆေးပေးတဲ့အခါမှာခွေးမလေးရဲ့ယောဂါကသူ့တခင်ပြန်လာမှတက်တာလိမ့်မယ်လို့ပြောလိုက်ပါတယ် တညာရောက်တော့မိုးတွေကတဲထန်စွာရွာသွန်းပြီးဒီရာလဲပါမအပြေမှာရှိနေတာကိုသိတော့ပါမစီကိုတော့ကဖတ်ပေးခဲ့ပေမဲ့ပါမကအလုပ်တော့မလုပ်ပဲဖြစ်နေခဲ့ပါတယ်ဒီရာလဲမျက်ရည်နဲ့မျက်ခွဲဖြစ်ပြီးမိုးရည်ထဲမှာသူချိရတဲ့သူကဘာလို့အမြဲတမ်းသူ့ကိုတယောက်ထဲထားခဲ့တာလဲလို့အော်ငိုနေခဲ့ပါတယ် နောက်တော့အေးဆက်တဲ့မိုးရေတွေကြဒီရာကသွေးင်းကြီးကိုချိုးပြီးပါမကိုခြုံပေးကတညလုံးမိုးရေအောက်မှာအချိန်ကုန်နေခဲ့ပါလေ။နှုတ်မနဲ့ရောက်တော့ပါမကသူနဲ့စပြီးကစားနေတာကိုတတိထားမိတဲ့ကီရာလည်းပျော်နေခဲ့ပါလေ။နောက်တော့ဤကွာပြန်လာတဲ့အချိန်ကီရာလည်းတည်သွားပြီးပါမကိုတစ်စာမရှိတဲ့ဤကွာလက်ထဲမထည့်ပေးနိုင်ကြောင်းသူ့အဖေကိုပြောနေခဲ့ပါလေ။ဤကွာလည်းလေရင်ပေါ်ကနေဆင်းလာပြီးပါမနဲ့တွေ့တော့သူထားခဲ့တဲ့ပါမလည်းသူ့တခင်ကိုစိတ်နာနေတာကြောင့်အရင်ကလိုမျိုးသူ့ကိုမဆက်ဆံတော့တာကိုတီးလိုက်ရပါလေ။ အီရာလည်းပမာရဲ့ဂျိုးကိုအီကွာပေးလိုက်ပြီးနိုင်ကျင်မှုများစွာနဲ့ထွက်သွားခဲ့ပါတယ်။ယောက်ကိုမြင်တဲ့ဘာသာလဲသူသားလေးရဲ့ခံစားချက်ကိုတီးတော့အီကွာစီသွားပြီးပမာကိုပြန်မခေါ်သွားဖို့ပြောကအီကွာလည်းလက်မခံခဲ့ပါဘူး။လေရင်ပေါ်ရောက်တော့ဘာသာကလေရင်ကိုမပြန်တမ်းဖို့ဆုံးချလိုက်တော့မနေဂျာကသူ့ရဲ့လေရင်မှုရထူးကိုဖြုတ်ချပြစ်ဖို့ပြောနေပေမဲ့ဘာသာကစိတ်ဝင်စားတော့ပဲထွက်လာလိုက်ရပါတယ်။ မန်နေဂျာကအီကွာစီသွားပြီးပါမကိုထားခဲ့ဖို့ပြောနေလိုက်ပြီးပါမကိုခေါ်သွားရင် လေယံမှုကမပြန်တမ်းပေးကြောင်းပြောတော့အီကွာလည်းပါမကိုချိုးဖြုတ်ပေးလိုက်ပါတယ်ပါမလည်းလေယံပေါ်ကနေဆင်းသွားပြီးအပြင်မှာစောင့်နေတဲ့ကီရာနဲ့ဖက်ကပျော်နေခဲ့ကြပြီးစကားလည်းအဆုံးသက်သွားခဲ့ပါတယ်ပေးချင်တဲ့မက်ဆေ့ကတော့လူတယောက်ကိုချစ်မိပြီဆိုရင်တစ္ဆာရှိရှိနဲ့ချစ်သွားပေးဖို့လောကမှာအနန္တင်းရောက်ဆုံးအရာကကိုချစ်တဲ့လူတယောက်ကကိုကိုထားသွားတဲ့အခိုက်အတန့်လေးပဲဖြစ်ပါတယ်ခုလိုမျိုးရီကက်ဗီဒီယိုတွေကိုကြိုက်နေတဲ့တယ်ဆိုရင်ကျွန်တော်တို့ channel ကို like နဲ့ subscribe လုပ်သွားပြီးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ